အားလုံးပဲမင်္ဂလာပါဒီနေ့တကယ်တင်မဲ့တင်နေတာကတော့အခန်း3လေ့ကျင့်ငန်း3.9နံပါတ်1ကနေရှိစီပဲဒီပါတယ်နော်ဒီကမ်းမှာဆိုကျွန်တော်တို့ကဒသမကိန်းတွေမြောက်မှာပေါ့နော်မြောက်မယ်စားမယ်ပေါ့ဒီကမ်းမှာဟုတ်ပြီနော်ဒါဆိုရင်နံပါတ်1ကအောက်ပါတို့ကိုတွက်ပါတဲ့ဒသမ6ခုနဲ့ဒသမ1.3ကိုကျွန်တော်ကမြောက်မှာဖြစ်ပါတယ်မြောက်မယ်ဆိုရင်ကျွန်တော်ကအပေါ်နောက်နဲ့ရေးလိုက်မယ်ရေးပြီးတဲ့အခါမှာရိုးရိုးအပြည့်ကိန်းမျိုးမြောက်လို့ပဲ ာဆုံးကိန်းရနေရေးလုံးစမ်းပြမယ်နော်ပြီးတော့ဒီမှာနောက်ဆုံးကိန်းရသုံးဖြစ်တဲ့သုံးကနေရေးစမ်းပြပါမယ်သုံးခုနိုင်20တရေးနှိမ့်မဲ့3680 20ပေါ့နော်ဒါလေးနှစ်သုံးညတည်ရပါတယ်အဲသုံးညလီဝင်မယ်သုံးညလီဝင်လို့ရှိရင်ဘာပဲရမှာဆိုသုံးညလီပဲရမှာဆိုသုံးညလီပဲရေးမယ်ဒီအောက်တရရေးမယ်ပေါ့နော်တစင်တစင်နိုင်ပြီးရေးမယ်ပေါ့နော်တစင်တစင်ကြော်ပြီးရေးမယ်တော့နှစ်ကတော့နှစ်နဲ့မြောက်မယ်ဆိုနှစ်9 44နှစ်6ဆိုတော့35တရား34ဟော2640ဆိုတော့1နဲ့ပေါင်းတော့73 134 နော်။တနည်းရေတို့ကပေါင်းမှာမယ်။ရေတို့ပြေကိန်းကြီးပေါင်းလို့ပါပဲ။နော်။တိကတိပဲ၃ညာ၃ညာ၄နှစ်နှစ်နဲ့ပေါင်းတော့6 3နှစ်၃ညာနဲ့ပေါင်းတော့3တိကတော့1ပဲနော်။ဒီနောက်တစ်ခုကနမခဝေးပါနမခဝေးက6.36ဆမ3.39 3.39 3.39ခွန်ညမယ်ပေါ့နော်ညညတက်ကမှာဆမတော့ကိန်းပြည့်အပြည့်ကိန်းရခုနှစ်ပဲရှိရဆမ9နှစ်ညမယ်9640နှစ်ညရေး4မယ်9320နော်4နဲ့ပေါင်းတော့25 9ရေးနှစ်မယ်69 63 65ပေါ့နော် 35လို့ရေးပြီးရှင်အရှိရ3ညလို့ဆိုတော့အရှိမှာပဲလိုက်ထည့်လိုက်မယ်နော်3ညလီရေမှုတော့ပဲလိုက်ထည့်လိုက်မယ်ပြီးတော့ကျတော့ဒသမဩအပေါ်မှာနံပါတ်ကကြီးမှာလေဒသမဖြစ်တာကျန်ခဲ့ပါတယ်ဒသမကကျတော့ညဒသမ6ခုမှာကဒသမရဲ့နောက်မှာနှလုံးရှိတယ်နောက်ကညဒသမ2 3 3မှာဒသမနောက်မှာ3လုံးရှိတယ်ဒါဆိုရင်ဒသမအားလုံးပေါင်း5လုံးဖြစ်ရမယ်ဖြစ်တဲ့ကောင်မှာကျွန်တော်နောက်ဆုံးခုကဏ္ဍနေ့ရယ်စဖြစ်ရမှာပါခုကဏ္ဍနေ့ပါ1 2 3 4 5လို့ရှိပြီးတော့ဖြစ်လိုက်ရ အဲ့ဒီမြတ်ခဝင်းမာတဲ့အတိုင်းပဲကျွန်တော်ဒသမကကြာကိုဒသမ၃ချောက်ဆိုဒသမရဲ့နောက်မှာနှလုံးရှိရယ်အခုကတညာဒသမတညာတညာသုံးညာခွန်ကကြာတော့ဒသမနောက်မှာ၄လုံးရှိရယ်အဲ့ဒါကျွန်မတို့ကအားလုံးပေါင်းဒသမ၆လုံးဖြစ်သွားမှာကကျွန်မတို့အနောက်ကနေရေးလိုက်မယ်၄နှစ်၃၄၅၆နော်တညာဒသမတညာတညာ၆ငါး၆ငါးငါးနှစ်ဆိုလို့ရရှိပါရယ်အခုကနမကငယ်ပါနမကငယ်ကကိုဒသမတညာနှစ်အမြောက်တညာဒသမတညာခွန်တိဒါကတော့ညံ့ဘူးနော် ခဏခါမှာကျွန်တော်တင်းနဲ့မြတော့တင်းနဲ့လေးနည်းတင်းသွင်းရည်သွင်းရတိကိုဒီကိုခုနှစ်နဲ့24လေးတင်းမဲ့ခုနှစ်သွင်းရည်သွင်းရတိခုနှစ်ကို63ပေါ့နော်အားသလိုချင်းချေတော့နှစ်နဲ့ဒီဘာမှမရှိရတဲ့ဆိုတော့မနှစ်ပဲပြင်ရင်မဲ့3နဲ့4နဲ့ပေါင်းတော့လေးခုနှစ်တင်းနဲ့ပေါင်း30ခုနှစ်ရည်တင်းခုနှစ်တင်းနဲ့ပေါင်းတော့4ပေါ့နော်6 64 34နှစ်ပေါ့အဲ့ဒီမှာဆက်မတော့ဒသမ9နေရာဖြစ်မှာအဲ့ဒီ9နေရာဖြစ်တော့ဒီလိုရတာကဒသမကဒသမ ဟိုတုံညလီတွေပေါ့နော်ရှေ့မှာတုံညရေထည့်လို့ရတယ်ဘာလို့လဲဆို80 80ရဲ့ရှေ့မှာတုံညရေရှေ့တယ်ကျွန်တော်တို့ကရှေ့မှာတုံညရေထည့်မယ်ပြီးတော့ဒသမ9နေရာပြည့်မယ်3 4 5ဆိုတော့တုံညဒသမ6 4တုံညလေးနေဆိုတော့ရရှိပါတယ်ဓမ္မကကြီးပါဘုဒ္ဓသမ9တိအများတုံညဒသမ4လေးနာဒီကိုရသမကိုဒီကိုတညာလက်မှလေးနဲ့ညက်တဲ့ခါမှာလေးနဲ့အရင်ဆုံးညက်မှာပေါ့နော်လေးတက်လေးလေးလေးကို36 6ရေး3မှတ်လေးကို36 39ပေါ့နော်အဲဒီနောက်တဲ့လေးနဲ့ညက်လို့ရှိရင်အဲ့ဒီတိုင်းပဲရမယ်ဒါပေမဲ့သူကကျတော့ နောက်ဆုံးကနေမစပါနဲ့ရှေ့ကနော်ဆယ်နေရာနေရောသူကစပြီးရေးရပါတယ်ဒါဆိုရင်ကျွန်တော်တို့ပေါင်းမယ်ပေါ့နော်ရေးရမယ်6နှစ်နေပေါင်း30 3နှစ်တည်တင်4နှစ်တည်နေပေါင်း30 16 6နှစ်တည်တင်73 3နှစ်တည်တင်တော့၄ဒါမှမဟုတ်ကျွန်တော်ကဒသမဘယ်နေရာဖြစ်မယ်ဆို၄နေရာဖြစ်မယ်နော်အပေါ်ဆုံးအပေါ်က9ဒသမ9တည်ရဲ့ဒသမနောက်မှာနှလုံးရှိရဲ့ဟုတ်ကဲ့ဒသမ၄၄၄ဒသမ၄၄လေးမှာလည်းဒသမနှလုံးရှိရဲ့ဒသမ၄နေရာဖြစ်မယ်ဒါတော့၄ဒသမ36 3ညာလေးပေါ့နော်ဒသမရဲ့ရှေ့က၄ရကျတော့အပြေကင်းဖြစ်ပါတယ် ။ဟုတ်ကနံပါတ်5နံပါတ်5ပါ။တရားတသမာ3925အမြောက်တရားတသမာ25ပေါ့။အဲ့ဒါကိုမြောက်ပါမယ်။ဒါရကမှာစမတော့9နဲ့မြောက်မှာမဟုတ်လား။ငါးကြီး25 9ကြီး25 9နဲ့30အညာကြီး10 9နဲ့30စနေနေ့တည်းငါကို45 46ပေါ့နော်ဒါဆိုရင်4625ရပါတယ်ဒါဆိုနှစ်လီဝင်မယ်နော်ဒီ9ဒီ30 3ညာ8ဒီမနှစ်နေ့4တော့9 98 3ညာအလီယာကျွန်တော်မွန်တော့ဦးဒီရမ်းထားလိမ့်မယ် ပြန်စပါတော့ပေါင်းလိုက်တဲ့အခါမှာ9ရဲ့2ရဲ့6 9နဲ့ပေါင်း7 8 8 8တင်းတဲ့လေးနဲ့ပေါင်း9 9နဲ့7နဲ့ပေါင်း73 3ရဲ့8 8 2ရှင်းမှာကြာဇမားတို့ညရေးထည့်ထားလို့ရတယ်။ဒသမက600ဖြစ်မှာဖြစ်တယ်လေဇမားကရှိတာကကနန်းလေးလုံးမရှိတဲ့ပဲတ냐တလုံးထည့်လိုက်ပြီပေါ့နော်။ထည့်ပြီးတော့တ냐ဒသမ3 2 3 1 5ဆိုပြီးတော့ရရှိပါတယ်။နမဆာလုံးမှာနမဆာလုံးမှာတ냐ဒသမ3 5တ냐5အများတ냐ဒသမ1 3 3 5ဟုတ်နော်။ အဲမြောက်တက်ခါမှာ9925 9925 9925ညာ2925ချက်တညာရရောမြည်တော့ဘောနော်လေကောင်ကတညာရရကြပါနဲ့မြတ်မြတ်တညာရရရမှာဆိုတော့ဒီစမောအစ်မအောင်လာထိလိုက်တာဘောနော်ဒါကတင်ငါလီငါတညာရညာတင်ငါလီငါတညာရညာရရောမြည်ရပေါင်းတက်ခါမှာ9 9ရငါတက်တက်မှာ9နှစ်နဲ့တညာရရနှစ်9တညာတညာက9နှစ်နဲ့9နဲ့ပေါင်းတော့9တညာတညာ3ညာတညာနဲ့9နဲ့ပေါင်းတော့9 ရှင်းတော့တုံးရပါနော်အဲ့မှာဒသမဘယ်နည်းရပြရမလဲဆိုဒသမအားလုံးမရှင်းနေရတာဟုတ်နော်ရှင်းနေရဆိုတော့ကျွန်တော်ရှင်းရတုံးရတယ်ဟုတ်ကူကြီးပေါ်တယ်1 2 3 4 5 6 6လုံးမရှိရပြဖြစ်တယ်ငါရှင်းရတုံးရတွေထည့်လိုက်တဲ့အခါမှာရှင်းလုံးဖြစ်သွားတယ်တုံးရဒသမတုံးရတုံးရ5တုံးရ9 9 9လောက်ဖြစ်သွားတယ်အခုကနံပါတ်1ပါနောက်မှစုပြန်တကူရဲ့အလျားက3ဒသမ2 5စင်တီမီတာအနံက2.14စင်တီမီတာဖြစ်လေရင်ဧရိယာကိုရှာပါတယ် ဒါပြင်ဒေါင်းမဆုကန်တကူရဲ့အလဲရက3.25စင်တီမီတာဒေါင်းမဆုကန်ကြီးအနံက2.1စင်တီမီတာကြာချီရောအေရီယာကိုရှာမယ်အေရီယာရှာမယ်ဆိုရင်ကျွန်တော်အလဲရနဲ့အနံနဲ့မြောက်ကောင်းမှာပေါ့နော်အလဲရက3.25ကအနံက2.1စင်တီဒါပြင်မြောက်ကြမယ်ဒီငါးရီ20 3ညာရီနှိမ့်မယ်နော်30 30ပေါ့နော်၄ည20 3ည20နိမ့်မယ်၄ည20 30 3ည20 30လေး3 20နိမ့်ဆိုတော့1နဲ့ပေါင်းတော့73ဟိုအလကောင်က1နဲ့တော့မြောက်မယ်1 9လင်းက1နဲ့လင်းနဲ့3နဲ့3 ဒါက3နှစ်နဲ့မြောက်မယ်နှစ်9 10 3ရက်8ရက်နှစ်နဲ့6နှစ်3 6ဒါကြတို့ချေလို့ပေါင်းမယ်နော်3ည3ည5 3ည9နဲ့ပေါင်းတော့9 3နှစ်နဲ့ပေါင်း3ည9နဲ့ပေါင်းတော့9 7ရက်3ရက်9ရက်ပေါင်းတော့9 6နော်6ရက်ရမ်းပြင်ကြီးပထမ4နေရာဖြစ်တာဖြစ်တဲ့လေဆိုတော့ကနော်ဒီမှာအနောက်ကနေရည်ပြီးတော့ဖြစ်တဲ့ကောင်မှာ3 4 4ဆိုတော့6ရက်မှာ9 9 9 3ည3ဆိုပြီးတော့ရရှိပါတယ်ဒါကြောင့်မို့တောင်မန်စုကန်ကြီး area က6.59 square centimeter ဖြစ်ပါတယ် နံပါတ်3မှာကျတော့တမီတာကတမီတာညီညာရင်39တက်မှာ3ခု3ညညာရှိလက်မဖြစ်လေရင်နဲ့35မီတာရင်လက်မမြင်ရရှိတယ်နော်။ဒါဒီစကားရေးမယ်တမီတာညီညာရင်39တက်မှာ3ခု3ညညာရှိလက်မ။ပြောလို့ချင်းကနာက35မီတာဆိုတော့ဒီတော့39သုံးကို39တက်မှာ3ခု3ညညာရှိကို35နဲ့မြတ်မှာပေါ့။ဟုတ်နော်၅ရှိပြီ40 အများကြီးလေးမဲ့ငါတို့ငယ်ငယ်လေးငါတို့ညာရီ၃ညာငါခုနေ၃ညာငါရီ၃မဲ့ငါတို့ရီ၅၈ရှီရှီတိတိငါကို45 46 6ရီလေးမဲ့ငါတို့ရီ55ဆိုတော့19ပေါ့နော်နောက်ကတော့သုံးရနေတဲ့တကရှိကိုမြောက်မဲ့3ရှီ24 4လေးနိမဲ့၃ညာ၃ညာ2ဟုတ်မလား၃ညာရီ၃ညာဘခုနေ27တိရီနိမဲ့၃ညာ9 37တိရီဒီမဲ့၃ငါ၃ကို29 28ရှီနိမဲ့၃ညာ9နိနေပေါင်းတော့37ပေါ့နော်ဒီပေါင်းတာရရချေတော့ဒါရအောင်အရင် ဒါသမားကိမဟုတ်ဘဲနဲ့ညီရိုးရိုးအပြည့်ကိမြင်တွက်တယ်လို့ပဲဖြစ်တဲ့အတွက်ကျွန်မပြောတော့ပေါ့နော်အဲအဲ့ဒါဆိုရင်ပေါင်းရပါပြီ၃ညရဲ့ဒီနေ့နေ့ပေါင်းရှိ၃ညနေ့နေ့ပေါင်းတော့2ငါးနဲ့၃ညနေ့ပေါင်းက6နဲ့၄နဲ့ပေါင်းတော့9 6နဲ့၄နဲ့ပေါင်း9နော်အဲ9နဲ့6နဲ့ပေါင်းဆက်9 9ရဲ့1တင်1 1သုံးလုံးပေါင်းတော့300ရဲ့ရှင်းဆုံးက1ပေါ့ဒါသမားဖြစ်တာပဲရှိလို့ကအဲဒီကဘာမတူရလဲဆိုဒသမကိန်းနေမြတ်တဲ့ကောင်မှာကျွန်တော်ဒသမဖြစ်တာကိုပဲပွာသွားတာပေါ့နော်။ဒါပြင်ဒသမက၅လုံးဖြစ်တဲ့အတွက်ကျွန်တော်၅ညဖြစ်မယ်။ အဲ့ဒီအပြေက1390ကုဒသမ6523ညလက်မဆိုတော့ရရှိပါတယ်။နံပါတ်4ပါတနာယီမှာ32.35မိုင်လိုမီခုံပေါင်းသောရထားတစီးရတိသမ2.5နာရီမှာခရီးမြောက်ရောက်တယ်လို့ရတယ်။နော်။ဒါဖြစ်ရင်ရထားတစီးတနာယီခုံပေါင်းသောခရီးက32.35မိုင်။အဲ့ဒီရထားတစီးတိသမ2.5နာရီရင်ခုံပေါင်းသောခရီးကိုလို့ရှိရင်32.35ကိုဆက်မတိသမ2.5နဲ့မြှောက်ပါမယ်။ဟုတ်လား။ အဲ့ဒီနောက်ဆုံးကနေဖြစ်တဲ့9နဲ့မြောက်ပဲ9925 9နိမ့်မယ်9025 79 9နဲ့30 71 38 9025 26ဒီကအလဲကိန်းဖြစ်တဲ့1နဲ့မြောက်မယ်1ကလည်းဆမကူကနဲကိုသွားမြောက်ပါမယ်1 9ကြီးလည်းစမြောက်ပါမယ်နော်အဲ့ဒီ1 9 30 3ညာ1 3မဏိ3 6 9နဲ့4 4 3 6ဟိုကရှင်းဆုံးက1နဲ့မြောက်မယ်1 9 5 1 3 3 1 3 4 1 3 3ဒါလည်းဆမတော့ပေါင်းလို့ရပါပြီနောက်ဆုံးကနေပေါင်းတဲ့ကမှ9ရတယ်9နဲ့3ညာနဲ့ပေါင်း9 ခုနှစ်ရက်တည့်ရက်၅ရက်ပေါင်းတော့73 3ရက်တည့်တင်တည့်ရက်6ရက်4ရက်3ရက်ပေါင်းတော့74 4ရက်တည့်တင်နော်အပြင်1နဲ့6နဲ့1နဲ့2နဲ့ပေါင်းတော့30 3ရက်တည့်တင်တော့4အပြင်ဘယ်လောက်ရလဲဆိုရင်တခြားဒစင်းက3.25နာရီမှာခုံပေါင်းသောခရီးက40.45မိုင်ဖြစ်ပါရဲ့နံပါတ်5ကတမီချောင်းတစ်ချောင်းဟာအရှိတပေကို3.48ပေါင်၄တဲ့ဆိုရင်30.8ပေဆိုရင် အဲ့ဒီတမ်မီကျောင်းရဲ့အလေးချိန်ကိုရှာခိုင်းတာပေါ့နော်။ကျောင်းကိုစမတော့တမ်မီကျောင်းတစ်ချောင်းကြီးတပေးအလေးချိန်။အများလေးကမား၄နှစ်ရှိပါ။အဲ့ဒီတန်ကျောင်းတစ်ချောင်းကြီး၁၀တသမ6ပေအလေးချိန်ကိုလိုချင်10တသမ6နဲ့တန်ကျောင်းတသမ၄နှစ်ရှိပေါင်းတဲ့ကိုမြောက်သွားပါမယ်။ဟာအရင်ဆုံးနောက်ဆုံးကကိန်းကနေဖြစ်တဲ့6နဲ့အရင်ဆုံးမြောက်မယ်။6ရှိ၄ရက်ရှိရှိရေး၄မဲ6နဲ့7နဲ့16 6ရက်တိတိ6ရက်24 25။ဒီ၃ရက်နဲ့မမြောက်တော့ဘူး။၃ရက်နဲ့မမြောက်တဲ့ နေရာမှာတုံညာရဲ့နေရာကိုကြော်ပြီးတော့ဆက်မှာတော့တိလီနေရာမှာเนาะတိရှိလီရှိအဲ့ဒီမှာအမှန်မှန်တော့လေတုံညာအလီခေါ်မှာစေတုံညာ6ရက်အောက်မှာစိုက်ရဲမှာဒါပေမဲ့ဆက်မှာတုံညာလီမခေါ်လိုက်တာမခေါ်ဘဲနဲ့တိရှိကတိလီကိုခေါ်လိုက်တာဖြစ်တယ်လေ9ရက်အောက်ကနေစပြီးရေးရဲเนาะတိရှိလီရှိတိနယ်လီနေတိလေးလီလေးဒါဆိုတို့ပြောင်းမယ်เนาะနောက်က8က8ပဲ6ကလည်း6ပဲ9နဲ့7နဲ့ပေါင်း73 3ရက်တိတိတိနယ်နှစ်နှလုံးနဲ့ပေါင်းတော့900ရဲ404ပေါ့เนาะ ဲ့မှာဒသမကရှိလို့၄နေရာဖြစ်တယ်လေဒသမ၄နေရာဖြစ်တဲ့အခါမှာနောက်ဆုံးကနေစဖြစ်မယ်ဒသမ9563686ဆိုလို့ရရှိပါရဲ့အဲ့ဒီနော်10.6ပြည်အလေးချိန်ရှိတယ်တမိချောင်းရဲ့အလေးချိန်ကနော်4.5 9368ပေါင်ဖြစ်ပါတယ်။အခုကနံပါတ်6ရေမှန်တမိုင်ရတဲ့6096ကျောက်ဒသမ115ပေရှိရဆိုရှင်ရေမှန်၄ဒသမ6မှန်ဆိုရင်ပေများရှိတယ်နည်းတဲ့ ့ဒါရေမိုင်းတမိုင်းရဲ့အခြေက6 6090ကျောက်တက်မှာတတိ5ပြီရေမိုင်း၄6မိုင်းရဲ့အခြေကိုလိုချင်6090ကျောက်တက်မှာတတိ5ပြီကို၄6ဆင်းစားပြရပါမယ်မြောက်ပြရပါမယ်အဲ့ဒါ၄6မိုင်းနဲ့မြောက်မှာဆိုနှစ်ဆင့်ပဲမြောက်ပါအောင်နော်ပြန်မှာတော့6နဲ့ရင်လုံးမြောက်မယ်65လီ30 3ညာရေး3မယ်6တလီ6ဆို9ဒါက6တလီ6ဒသမရှိရ6နဲ့မြောက်မယ်6 6 36 6ရေး3မယ် 6ခု40နဲ့3နှစ်ပေါင်းတော့45 9ရေးလေးမယ်6ခု90ဆိုတော့ငါ6 6 4ရ36ပေါ့နော်အာဒီနဲ့မြောက်မယ်၄၅၄၀၃ညာကြီးနိမ့်မယ်၄၄၄၅၆ဟိုက၄တက်လေး၄၆၂၄နိမ့်မယ်၄ခု၂၈၃၀၃ညာကြီး၃မယ်၄၆၂၄ဆိုတော့၃နှစ်ပေါင်းတော့၂၇ရမှာပါအဲ့ဒါပေါင်းမှန်သလိုရှိရင်ဇမတို့က၃ညာ၂၉၉၀ 2950ဒသမ190ဆိုပြီးတော့ရရှိပါတယ်။ဒါကရေမှန်ရဲ့အရှိပေါ့နော်။2950ဒသမ190တွေပဲဖြစ်ပါတယ်။ဟုတ်ပြီနော်။အဲ့ဒါရင်ကျွန်တော်နံပါတ်6ကတော့ပြီးပါပြီ။နံပါတ်9ကိုသွားပါမယ်။နံပါတ်9ကလည်း6 A ကနေပြီးစကားထွက်တာက340ဒသမ340တင်းထွက်တယ်ဆိုရင်နဲ့။တေ A ကမှဆိုစကားမြန်မာထွက်တယ်နော်။ဒီကတေ A ရဲ့တမှုအမိကျွန်တော်စပြရမှာနော်။ ။ဒီ6ရေကနေစကား340တိစက်မှာ340တင်းထွက်တယ်။ဒါဆိုကျွန်တော်လိုချင်တာတေကဆိုရဲဒီတေကမှထွက်တော့စကားအ ਨੇ ဟုလိုချင်တာအ ਨੇ ဟုလိုချင်စကားဘာလို့ပြရမလဲ6နဲ့စားပြရတယ်။340တိစက်တစ်စက်မှာ340ကိုစကား6နဲ့စားမယ်။ပရမတ်ကစကားကခြေတော့ကိန်းဝင်လို့များအတွက်ဒနေနှလုံးဝင်မ34ပေါ့နော်။ဆောင်၅လီ30အဲဒါကတော့၄ကျန်တယ်။နောက်က30ကျတော့41နော်။66လီ36ဆိုတော့ကျွန်တော်ဘယ်လောက်ကျန်လဲ5ကျန်တယ်။ ုမှာဒသမထုမဲ့၃၀ဆေးချမ်း6ရှိလီ48ဆိုတော့နှစ်ကျမ်းမဲ့နံပါတ်၄ဆေးချမ်း6လေးဒီ20ဆေးဒါဆိုရင်ဒေ6ရေကမှထွက်တဲ့စဘာက340ဒသမ34ကျင်းဆိုရင်ဒေတရေကနေထွက်တဲ့စဘာက56ဒသမ84ကျင်းရရှိပါတယ်နောက်တစ်ခုကနံပါတ်9ပါဒုတိယကွာရဲ73နာရီမှာ46ဒသမ28မိုင်သွားနိုင်တယ်ဒါဆိုတနာရီမှာမိုင်မြတ်သွားနိုင်တယ်လေ 23နာရီမှာသွားနိုင်တယ်မိုင်းခီးကွာဝေးပေးထားတယ်တနင်္လာဆိုရင်ဘယ်လောက်သွားနိုင်မလဲသိချင်နေစီရင်ဒီမှာခုနတိုင်းနဲ့စားမှာနော်ဘူတယောက်က23နာရီမှာသွားနိုင်တဲ့ခီးက46ဒသမ2ရှိမိုင်တနင်္လာမှာသွားနိုင်တော့ခီးလိုလိုချင်46ဒသမ2ရှိမိုင်ကိုဒီမှာ73နဲ့စားမယ်ဟုတ်နော်ဒါရင်အရှင်းဆုံးကအကိန်းနှလုံးဖြစ်တဲ့46ကို73နဲ့73 39 46 2039ကိုနှုတ်ရင်ဇမရက9တန်နဲ့အမှအပေါ်မှာဒသမထူးပြီးတော့2ဆွဲချရတယ်နော်73565 သတင်းခုနှစ်ကျန်နဲ့နောက်က၈ကိုဆွဲကြတော့88 36 48 88ပါ။အကြောင်းလို့အဖြေကလူတစ်ယောက်ကတနအိမ်မှာဆိုရင်သွားနိုင်တဲ့အထိက3.56မိုင်ဖြစ်ပါတယ်။သူက73နာရီမှာကြ46.28မိုင်သွားပြီးတော့တနအိမ်မှာကြ3.56မိုင်သွားသွားတာဖြစ်ပါတယ်တဲ့နော်။ဒီဒီနေ့ကလေ့ကျင့်ခန်း3.9ကနံပါတ်1ကနေရှိပြီးပဲဖြစ်ပါတယ်။အဆုံးထိကြည့်ရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။